်ထဲမွေးနီဘယ်ဟာယူယူတထောင်နော်ခွာဟုတ်တထောင်နဲ့မိမက်ကောက်မမျိုးမြတ်ဖြစ်လို့ရဒီနေ့ရောဟောင်းလန်းပြီးတော့နှစ်တရှိကြနေပြီမဲ့တယ်တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေကိုလိုက်ရှာမှာဖြစ်ပါတယ်ဂျူတို့အခုရောက်နေရတော့38လမ်းပေါ့နော်ဒီ38လမ်းမှာဂျူကဆောက်ဟောင်းလန်းဆိုပြီးတော့နာမည်ကြီးရဲ့အတွက်ဒီမှာ ရှေးဟောင်းတမိုင်းချောင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာရှိရဲ့စာအုပ်တွေပြီးတော့ဗဟုသုတရပွဲစာအုပ်တွေစာအုပ်ဟောင်းတွေကိုလာပြောရှာဖွေရဖြစ်ပါတယ်အဲ့တော့ဂျူရိုဘလိုမျိုးတွေသွားမလဲဆိုတာကိုဂျူရိုလိုက်ကြည့်ပေးပါဦးဂျူရိုရောက်နေတာအခုမနှက်စင်နိုင်ပေါ့နော်ဒါမဲ့ဒီမှာဆိုင်တွေကတော့တိတ်မဖွင့်သေးဘူးဆိုတော့ဂျူရိုဖွင့်တဲ့ဆိုင်တွေရပဲရတဲ့လောက်သွားပြောရှာကြည့်မယ်ပေါ့နော် ငငယ်ရွှေသွေးစာအထူကြီးပဲနော်လက်လက်ဘဏ္ဍလုံးတော့လက်သုံးလုံးတော့ထူတယ်တနစ်စာဒီရွှင်ပြုံးဆိုရင်လုံးဝရွှေသွေးထက်တောင်ကြာသေးတယ်ဂျိုးတော်တိတ်မဖတ်ဘူးလောက်မလိုက်ဘူးကွာစာအုပ်တွေအင်္ဂလိပ်စာအုပ်တွေအကုန်လုံးရောနေရတယ်။လူမျိုးဟူရုံလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေလည်းရှိရတယ်။ဒီမှာဆိုရင် ဝန်ထမ်းစီးမြင့်တဲ့ရုံးလုပ်ငန်းနဲ့ဒါဆိုတော်တော်ကြာပြီဒါမှမသိဘူးအိရှာအိရှာစာအုပ်ပေါ့ဒီစာအုပ်ဆိုရင်ဒါလုတ်သားဝန်ထမ်းရေးရပေါ့ဒါအိရှာစာအုပ်ပေါ့နော်အိရှာ policy အမှန်ကြီးုံ1981ထဲရရှိခဲ့တာဒါကတမိုင်းကြောင်းနဲ့ပတ်သက်တဲ့စာအုပ်တည်းရယ်ဆန်ရှင်းရှာထားပေးရတိုင်းသားရှင်ကျေးမှုဒလိရိုးရဒလိများတယ်ဒါစိတ်ဝင်စားဟိုပုံလေးပဲပါခဏခုညထောက်တာပထမပုံနှိပ်ချင်း 1969လောက်ထုတ်တယ်။ဘာမှရှိကြတာပေါ့နော်။တကယ်ဟောင်းနဲ့စာအုပ်တုပ်တွေဒါပါလဲဆိုဒဲမွေနီဆိုရင်မင်းနီစနစ်တကြနော်။မပုံနေပါရဲ့။ဟာမိုက်တယ်မ။တော်ဟောင်းလေးစာအုပ်ပါ။နောက်တစ်ခု James Clark Joy ရဲ့မောင်ရင်မောင်မမေမှာစာအုပ်ရှိတယ်။ ။ဆချူကြားပဲကြားဖို့တော့မမြင်ဘူးတခါမှ။ဘာမှကြားဘူးလို့တင်ရုံမှာကြားဘူးချီတော့ဟုတ်ပါဘူးရွှေရှင်ဇလန်းလားအဲ့လိုပြော။ဟာ။ဝါဝါ။မကြည့်။တရားကြော်ပြီ။တရားကြော်ပြီ။ကဲပကန်းခေဦးသမိုင်းနောက်ခါပကန်းမိုင်းပို့ပြီးပြောနိုင်အောင်လို့အခုတွေကဖတ်ထား။ဒီမှာဒီမှာပါမင်းဆက်တီအဆက်ဆက်။ ဲ့ဆန်းကျဲလေးနည်းနည်းမတော့ဖတ်ဟင်းဒါဖတ်ဘူးရဲ့ဒီမဂ္ဂဇင်းဟုတ်လားလှုပ်ဝဲဆန်းကျဲမဂ္ဂဇင်းသူငငယ်ရဆိုကြိုက်တယ်သွားလို့လေနဂံမီရဆန်းဆန်းနေရေးထားလေဇလန်းတွေရောတိတ်မကြိုက်သွားလို့အချစ်ဇလန်းတွေများရဲ့ဟာဒါမဲ့ပုံလေးတွေရာလေကတ်တွန်းတွေရာချောရဲ့မကြည့် portrait of a lady ရဲ့ ခုပေါင်းမှ2000ဟုတ်ကဲ့ပါပေးဟာယူယူတထောင်နော်ခွာဟုတ်ဖတ်ဘူးလားငွေရအဖိုးဖွားလို့ဆီမှာမြင်ဘူးရယ်နော်မဂဇင်းနေလေဟိုးကထွက်ဟိုးတော့ထွက်တယ်မဂဇင်းတထောင်နဲ့မိမက်ကောက်မလို့မြက်ဖြစ်လို့ရတယ် မပြောရမ်းများလဲဗျာနေစမ်းသပ်ကြည့်မလားဒီနေ့ရောဂျူးဒီမှာစာအုပ်တင်အများကြီးပဲပဲပြီးပါပြီအဲဒီညမှာခုနကလိုမျိုးပေါ့နော်စာအုပ်ဆိုင်အတွင်းထဲမှာရောင်းနေစာအုပ်ဆိုင်နေလည်းရှိတော့အပြင်မှာအခုလိုဖြန့်ပြောင်းရောင်းနေညနေလည်းရှိရပေါ့နော်အဲ့နေရာမှာဆိုစာအုပ်ကို1000လို့2000လို့နဲ့ကိုစိတ်ကြိုက်ရွေးလို့ရတယ်ဆိုတော့ budget လည်းဖြစ်တယ်ရမ်းလည်းအဆင်ပြေတယ်အဲ့တော့ဒီစာအုပ်တန်းလေးကိုတကယ်လို့အိမ်မှာပြင်းနေရဆိုရင်လာပြီးတော့ကြည့်ကြည့်ပါအောင်လို့စာအုပ်ဆိုင်ကထွက်လာပြီးတော့ဂျိုးနောက်ထပ်တနေရာကျတော့ဝင်းကြီးမြရောက်သွားပါမယ်ဝင်းကြီးမြရောက်မှာဂျိုးတို့ အဲတိုးဖွဲ့နဲ့ချိန်ထားရပေါ့နော်အဲ့ဝင်းကြီးများရုံးနေမှာသူတို့နဲ့လိုက်ပြီးတော့တမိုင်းကြောင့်နေသူတို့ရှင်းပြပေးမယ်အဖွဲရှိရပေါ့နော်အဲ့ကိုသွားပါမယ်သူနဲ့တို့လက်ဆက်ပြပါအောင်